မင်္ဂလာပါမျိုးတွေဒီနေ့နောက်25ခုနှစ်အောက်တိုဘာ9ရက်နေ့ဖြစ်ပါတယ်အပျော်ကျူးနေတဲ့ရေပေါ်အစီတူကိုကိုဆွဲကသတိပေးပြီတဲ့ဘွားပါလေဒီလိုလူဖြစ်ဖို့ပြားကိုယ်စေလို့နေတဲ့ငကြွဲလူကောင်မျိုးစိတ်ဆုတရားမဲလို့အခါမှတော့မတွေးမိဘူးဗျာနော်အခုတော့ဒီသတင်းချုပ်မိထုံပွဲတော်နဲ့ပတ်သက်ပြီးတော့အများသူငါတွေကိုအပျော်ကျူးနေတဲ့ရေပေါ်စီတွေဆိုပြီးပြောလိုက်တဲ့ငကြွဲကျေးဇူးတင်ပါတယ် နော်အစွဲပြင်ပြည့်ပြည့်မိတာတွေဆိုလို့ရှိရင်လည်းဝိုင်းပြီးပြောကြတယ်အာဘုံဝဲဝါ6ဦးနေဆက်မှာတင်းကျုပ်စင်မီးထုံးပွဲတော်ကိုစက်ကောင်စီကဘုံကျဲလို့ကလေးတငယ်တွေပါဝင်လူပေါင်း20ကျော်တေးပြီး90ကျော်ထိခိုက်ဒဏ်ရာရပါတယ်ဆိုပြီးတော့ကလိန်ကကြစ်ဝါရဖြန့်နေတဲ့ကောင်းနေကောင်းမတွေအမိရကြီးကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့အခုခင်ဗျားတို့ပြောနေတယ်အပျော်ကျူးနေတဲ့ရေပေါ်ဆေးဆိုတဲ့လူအုပ်ထဲမှာတစ်ချိန်ကလက်သုံးချောင်းထောင်ခဲ့တယ်လို့အများကြီးပါရဲ့အဲ့ဒီလူအုပ်ထဲမှာ CDN လုတ်သွားတဲ့ပညာရေးဝန်ထမ်းတွေ၊ကျန်းမာရေးဝန်ထမ်းတွေ၊နိုင်ငံဝန်ထမ်းတွေ၊အစိုးရဝန်ထမ်းတွေအများကြီးပါတယ်။အခုလက်ရှိသတင်းကြုံမိထုံးပွဲတွေကိုဝင်ရောက်ဆင်နွှဲတဲ့လူအုပ်ကြီးအခုခမားတို့ပြောနေတဲ့ငဇွဲတို့ပြောနေတဲ့အပျော်ကျူးနေတဲ့ရေပေါ်စီဆိုတဲ့လူအုပ်ထဲမှာအကုံလုံးကစစ်တပ်ကိုချိန်နေကြတဲ့လူတွေမဟုတ်ဘူး။အကုံလုံးကလက်ရှိတပ်မတော်အစိုးရကိုထောက်ခံနေကြတဲ့လူတွေမဟုတ်ဘူး။သူတို့ရပိုင်ခွင့်ရသူတို့ရဲ့ right သူတို့ရဲ့အခွင့်အရေးသူတို့ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေရဲ့အခါကြီးရဲ့ကြီးနေရဲ့ကြီးမှုလို့စိတ်မထုံမင်းပူဇော်ကြတာရွှေကုန်စီတို့မျက်ကြည့်မှဆိုလို့ရှိရင်ဥချစရာနေရာတော့မရှိဘူးလူတွေပြေကျန်လို့နော်ဥချမှုနေရာတော့မရှိတော့လူတွေစီကားကြတယ်အခုလိုမျိုးဒီနေရာမှာဖြတ်ပြီးပြောတာရှိတာကလေအလိုအခါကြီးရဲ့ကြီးနေရဲ့ကြီးရွှေကုန်စီတို့မျက်ကြည့်မှဟာလူတွေကြိတ်ကြိတ်တိုးနေပြီဆိုရင်နော်ကုလဗုဒ္ဓဘာသာတွေကဘာပြောလဲ ကိုရင်ဖះလဲကိုဥချလို့ရတာပဲဆိုတဲ့အလူဒန်းစားတွေလည်းရှိသေးတယ်။အဲ့လိုပြောတိုင်းမှာကျမအမြဲတမ်းခြေပလေးရှိတယ်။အခုလည်းထပ်ပြီးပြောမယ်။ကျမတို့အိမ်မှာခြေဒီပထိုးတွေကိုးခွေတယ်။ကျမတို့အိမ်မှာဖះအောင်းအောင်းတွေကိုးခွေတယ်ဆိုတာကကျမတို့ကဩဋိဒ္ဒစီတီလို့ခေါ်တယ်။ဖះရှင်ရဲ့ဘုံတော်တွေနော်။ ဘုရားရှင်ရဲ့ဣတိပိတော်ဘဂဝါအေရဟံတမတမှုတော်ဝိဆာစရဏတမန်တော်သူကတော်လောကဝိတုအနုတ္တရောပုဒိတဓမ္မတာရထိတထာတိဝမနုဿာနေဘုဒ္ဓဘဂဝါဆိုရခုံတော်ကိုရည်မှန်းပြီးတော့ပူဇော်တာဒါပေမဲ့ဖေကုံကျေတော်မြတ်ကြီးမှာဓာတုစီတီတတ်တော်ကိုစံတော်ကိုထာပနာထားတယ်ဓမ္မစီတီဓမ္မခန္ဓာပေါင်း၈၄၀၀ ုဒိတာတိတိပရိဘောဂစီတိပရိဘောဂဆိုတဲ့မြတ်စွာဘုရားရှင်ရဲ့အတုံးဆောင်ရေစစ်တော်တောင်ဝေးတော်တွေကိုသာပနာထားတယ်။ဒါကြောင့်မလို့လေးစုဓာတ်ပုံရွှေတကုံလို့ခေါ်တယ်။ဒါကြောင့်မလို့မိမိအိမ်မှာကိုးကွယ်တဲ့ဥဒိတာစီတိထက်လေးစုဓာတ်ပုံရွှေတကုံကိုလာရောက်ဖူးမြော်တဲ့လူတွေများပြားတယ်။ခင်ဗျားတို့အငုံစိတ်နဲ့နေရတာကမှလက်ပြီးတော့မပုတ်ခတ်ကြနဲ့မတိုက်ခိုက်ကြနဲ့။လက်ရှိမှာတင်းကျုပ်ပွဲတော်ဆိုရဒါဘာသာရေးပွဲတော်ခမရုကဘာသာရေးကိုအသုံးချပြီးနိုင်ငံရေးအမျက်ထုတ်နေတာအောက်တန်းစားတွေ အများသူငါတွေတရင်ကျုပ်ပွဲတော်ကရိုးရိုးသားသားပဲเนาะမီယိုးဖလားထုံနှန်းဆင်လာရတရင်ကျုပ်ပွဲတော်ကျင်းပတာခမားတို့ကတော်လန်တရင်ကျုပ်ဆိုပြီးအခုခမားတို့လုပ်တယ်လုပ်ရတဲ့ကိုခမားတို့ပြန်ကြည့်ဘာအကြောင်းဘုံကျဲခံရရဲဆိုတာခမားတို့ပြန်ကြည့် เนาะအခုငွေဆွဲတတိပေးတဲ့အပျော်ကျူးနေတဲ့ရေပုံစီဆိုတဲ့လူတွေကတစ်ချိန်ကလက်သုံးဆောင်ထောင်တဲ့လူတွေအများကြီးပါတယ်။စီရီယံလုတ်သွားတဲ့ဝန်ထမ်းတွေအများကြီးပါတယ်။ NUG CRP ခင်ဗျားတို့ PDF ကိုချစ်ခင်နေတဲ့အားပေးနေတဲ့လူတွေအများကြီးပါတယ်။ဒါပေမဲ့ခင်ဗျားတို့ဒီလိုလုတ်ရက်တွေကြောင့်ခင်ဗျားတို့ဘုံကျဲခံရတယ်ဆိုတာအဲ့ဒီလူတွေသိတယ်။ခင်ဗျားတို့လုတ်ရက်ကိုဘယ်လိုလုပ်ကြည့်လဲ။ရှင်တော်အကျိုးစိုးယုံသာမကဖက်စစ်မိတ်ဆာစစ်ခွေးတို့ဤအငားပလင်ထိပါမီဟုံဟုံဆွဲစေတည်း။ ်ဆိုတော့ဒီလိုရှိတာကလည်းအခုလက်ရှိမုံရွာ6ဦးနေဆိုခင်ဗျားတို့ပြောတဲ့တော်လန်တရင်ကျော်ဆရာနာရှင်ကိုစန့်ကျင်တဲ့တော်လန်တရင်ကျော်ဘာကြောင့်ပုံချက်ခံရလဲဆိုတာသိတယ်နော်ခမားတို့အဲ့ဒီလိုတဖက်ပိတ်လေးခမားတို့အဲ့ဒီလိုအစွန်ရောက်လေးခမားတို့အဲ့ဒီလိုဘာသာရေးကိုအသုံးချပြီးနိုင်ငံရေးအမျက်ထုတ်လေးခမားတို့ဒီကိုရီကတော်ရဲတောင်းနေရောက်လို့ကိုရိုင်းက ခြုံတိုးနေရတာနဲ့အတင်းမြို့ပေါ်မှာပျော်ရှင်နေတဲ့လူရန်စားတွေကိုအပျော်ကျူးနေတဲ့ရေပေါ်စီတွေဆိုပြီးခမားတို့ပုတ်ခတ်လေတစ်ချိန်ကလက်သုံးချောင်းထောင်ခဲစီတရန်လုတ်ခဲခမားတို့ကိုအားပေးတဲ့လူတွေကိုလည်းကခမားတို့ကိုယုံရှာမုန်းတီးလေခမားတို့ရဲ့လုံရက်တွေကယုံတောင်ပြီးခွေးမြောင်းလိုက်ဖြစ်နေတယ်ဆိုတာသူတို့ကိုယ်တိုင်သိနေပဲနော်ဒါကြောင့်မို့အခုလိုမျိုးယုံတောင်ပြီးခွေးမြောင်းလိုက်ဖြစ်နေတဲ့ကိုယ့်ရဲ့လုံရက်တွေကိုကိုယ်တိုင်မမြင်ပဲကိုယ့်မျက်ချီကိုမမြင်ပဲ စစ်အတက်ကိုလူထုမုံဟာစစ်တပ်မုံဒီရေပဲတမင်ဝါဒဖြန့်နေတဲ့ခမရတို့လူတန်းစားတွေကိုဒီတခါတော့ကျမကကြံဖန်ပြီးကျေးဇူးတင်ပေးလိုက်မယ်။